မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ Google Coding Interview အတွက်အထူးပင်စင်တဲ့သင်တန်းတစ်ခုရဲ့သုံးသပ်ချက်စာတမ်းတစ်ခုပါဟုတ်ကဲ့ပါခင်ဗျဒီသုံးသပ်ချက်ကိုကြည့်ပြီးတော့ Google လို့ company မျိုးမှာအလုပ်လုပ်ချင်တဲ့ developer တွေကျောင်းသားတွေအတွက်ဒီလိုသင်တန်းကဘလောက်အထောက်အကူပြုနိုင်မလဲဆိုတာကိုစမ်းစစ်ကြည့်ကြတာပေါ့အင်းဒီသုံးသပ်ချက်မှာအဓိကပြောထားတာက Google Interview မှာမေးလို့ရှိရဲ့ leak code ပုံစံပုစာတွေပေါ့အဲ့ဒါတွေကိုစုစည်းပေးထားရတယ် ဟုတ်ပါတယ်အဲ့ဒီပုစာတွေဖြည့်ရှင်းရင်းနဲ့ဟိုတင်ကိုကိုကိုယူကြည်မှုတက်လာစေဖို့ပြီးတော့အကောင်းဆုံးဖြည့်ရှင်းနည်းတွေကိုတည်သွားစေဖို့ရည်ရွယ်တယ်လို့ဆိုထားတယ်လေသုံးသချက်ထက်ကအဓိကချက်ဒီပြန်ကြည့်ရရင် Google Interview မေးခွန်းအစစ်နဲ့တော်တော်တူတဲ့ပုံစံတူမေးခွန်းတွေပါတယ်ဆိုတာပါအဲ့ဒါကောင်းတာပေါ့ပြီးတော့ပုစာတစ်ခုစင်စီကိုဘယ်လိုစဉ်းစားရမလဲဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုအစစ်စစ်ရှင်းပြထားတဲ့ဗီဒီယိုတွေလည်းပါတယ်တဲ့อืมအဲ့ဒါကတော်တော်ရည်ကြည့်တယ်ဘာလို့လဲဆိုတော့အဖြေတည်ုံနဲ့မရဘူးလေ ်စဉ်းစားတဲ့ process ကိုနားလည်ဖို့လိုတာကိုဟုတ်တယ်နောက်ပြီး30ချက်မှာ programming language ရွေးချယ်ခွေကိုလည်းပြောထားတယ် Java C++ Python JavaScript အစုံပဲဟုတ်ကဲ့ကိုအားတာတဲ့ language နဲ့လေ့လာနိုင်တော့ပိုအဆင်ပြေတာပေါ့ကို file တွေကိုလည်း download လုပ်ပြီးကိုလည်းပြန်ဆန်းကြည့်လို့ရတယ်ဆိုတော့လည်းတွေ့ကြတယ်ပြောရမယ်ဒီ30ချက်ရပါတော့ဒီတင်းနှံကိုဘာလို့ရွေးသိမ့်လဲဆိုတဲ့အချက်တွေထဲမှာကျွန်တော်စိတ်ဝင်စားတာတခုက Google coding interview တွေကိုတကယ်အောင်မြင်ခဲ့တဲ့အတွေ့အကြုံရှိ software engineer ကျော်ကလမ်းညွှန်ပေးတယ်ဆိုတာပဲ။အော်ဟုတ်အဲ့ဒါတကယ်ကောင်းတဲ့အချက်ပဲနော်။ဟုတ်ကဲ့။အဲ့ဒီလူလူရှိက guidance ရတာက interview အတွေ့အကြုံရတော့သူတို့ဘယ်လိုစဉ်းစားလဲဆိုတာသိရတော့ပိုတန်ဖို့ရှိနိုင်တာပေါ့။ဟုတ်ပါ။ပို့စာဖြည့်တီးရုံမဟုတ်တော့ဘူးပေါ့။ interview ရတွေဘာကိုကြည့်လဲဆိုတာမျိုးဒီနားလည်သွားနိုင်တယ်လေ။ပြဿနာဖြေရှင်းနိုင်စွမ်းကိုမြင့်တင်ပေးတယ်လို့ပြောထားတယ်။ဟုတ်ကဲ့။ဒါကတော့ကောင်းတဲ့ချက်တစ်ခုပေါ့။ဒါပေမဲ့တစ်ခုစဉ်းစားစရာရှိတာက ဟုတ်ကဲ့ပြောပါရှင်အဲ့ဒီလို interview အတွက် theta လေ့ကျင့်ထားတဲ့ skill တွေကနေ့ချင်အလုံးမှာတကယ်သုံးနေရတဲ့ skill တွေနဲ့ဘယ်လောက်တူညီမလဲဆိုတာပေါ့အင်းအဲ့ဒါလည်းဟုတ်တယ်နော်ဘာသာစကားယူချေခွင့်ကိစ္စပြန်ဆက်ရရင်ဗီဒီယိုရှင်းလင်းချက်တွေကိုကိုယ်ကြိုက်တဲ့ language နဲ့ကြည့်နိုင်တာကနားလည်လွယ်စီတယ် လက်တွေ့လိုက်လို့ပေါ်အားပေးတယ်လို့ထုံးသက်ချက်ကဆိုထားတာပေါ့လေနောက်ထပ်ကျွန်မတတိချားမိတဲ့တစ်ချက်ကတသက်တာအသုံးပြုခွင့်ဆိုတာပဲ lifetime access ပေါ့อืมတခါ register လို့ယူနေ course material တွေရောနောက်ပိုင်း update တွေရောအမြဲရနိုင်မယ်ဆိုတော့ဒါကတော့တော်တော်တန်တယ်လို့ပြောရမှာပေါ့အနာက interview တွေအတွက်ပါတခါတည်းပြင်ဆင်နေတာဖြစ်သွားနိုင်တယ်လို့သူကရှုမြင်ထားတာဆိုရလေဒီသုံးသက်ချက်ကိုခြုံကြည့်ရင်တော့ဒီတင်တန်းက Google မှာအလုံးရောက်ဟိုရည်မှန်းထားတဲ့သူတွေအတွက်ရော ရေးပြေ coding interview တွေကိုယုံကြည်မှုရှိရှိရင်ဆိုင်ခြင်းတဲ့သူတွေအတော့ပါအသုံးဝင်အောင်လုပ်ထောက်ဖို့ရပါတယ်ဟုတ်ပါတယ်အဓိကက interview အောင်ဖို့ကိုပိုပြီး focus လုပ်ထားတဲ့သဘောပေါ့တတ်မှတ်ထားတဲ့ပုံစံနဲ့မိခွလေကိုကျွမ်းကျင်အောင် လေ့ကျင့်ပေးတာမျိုးဟုတ်ကဲ့ဒါပေမဲ့အစောကကျွန်တော်တို့ပြောခဲ့သလိုပဲလေစဉ်းစားစရာတစ်ခုကတော့ဒီလို interview အတွက်တီးတန့်ပြင်ဆင်မှုတွေက တကယ်လော့ဒ်ဒေါင်းကွယ်မှာလိုအပ်တဲ့ကျွမ်းကျင်မှုတွေနဲ့ဘယ်လောက်အထိဆက်ဆက်နေမလဲဆိုတဲ့မေးခွန်းရှိနေတော့မယ် ဒါကတကယ်စဉ်းစားစရာပဲဒီလို interview game ကိုကျွမ်းကျင်အောင် ကစားနိုင်တာကအရေးပါတယ်ဆိုပေမဲ့တကယ်နေ့စဉ်အလုပ်မှာကြုံရတဲ့ challenge တွေပြဿနာဖြေရှင်းရပုံနေနဲ့ block ထီတွေ့မှုရှိသလဲဆိုတာကလည်းအရေးကြီးတယ်လေဟုတ်ပါတယ်ဒီတုံးတက်ချက်ကတင်းနှင်းရအားတချက်တွေကိုအဓိကဖော်ပြထားပြီးမြဲအဲ့လက်တွေ့လုပ်ငန်းခွင်ဆက်ဆက်မှုအပိုင်းကိုတော့တက်ထက်တင်းတုံးတက်ထားဖို့မရဘူးနော်ဟုတ်တယ်ဆိုတော့ဒါကကျွန်တော်တို့ကိုအဆုံးသတ်မှာမေးခွန်းနှစ်ခုခြံထားခဲ့တာပေါ့ ဒီလို interview ပြင်ဆင်မှုတင်တန်းတွေရဲ့အရေးပါပုံပြီးတော့ခန့်အပ်မှုရှိစင်မှာတကယ်တိုင်းတာတင်တဲ့အရေးချင်းကပါလဲ interview ကြွန့်ကျင်မှုလားတမမို့လက်တွေ engineer စွမ်းရည်လားဆိုတာကိုစက်ပြီးစဉ်းစားစရာဖြစ်စေပါတယ်ခင်ဗျာ